ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်ကြည့်ကြပါရစေဒီနေ့မှာတော့ကျွန်တော်ပါတင်ဆက်ပေးသားမယ်ဆိုတော့အဲ1985ခုနှစ်အဲကမ္ဘာ့ချန်ပီယံလိပဲဖြစ်တဲ့ Anatoly Karpov နဲ့ Garry Kasparov ရဲ့ Game 2ကစားပွဲလေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးသားဖြစ်ပါတယ် Game 1မှာတော့ Garry Kasparov ကအနိုင်ရရှိခဲ့တယ်ဒီ Game 2မှာတော့အဲ Anatoly Karpov ကအဖြစ်ကစားကိုကန်ဆောင်မှာဖြစ်ပြီးတော့ Garry Kasparov ကအမဲကစားကိုကန်ဆောင်မှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါကျွန်တော်တို့ကစားပွဲလေးကြီးတိုက်မယ်ပေါ့နော်အဖြစ်ကနေပြီးတော့ E4 အဲတုံပြန်နဲ့ iPhone နဲ့ဆားလိုက်တယ်ပေါ့နော်အဲ Gary Kasparov ကဘာပြောချင်ခဲ့လဲဆိုရင် C5 ပေါ့ဒါကတော့တစ်ချိန်ကြ Gary Kasparov ရဲ့ Sicilian ဆိုတော့တော်တော်လေးနာမည်ကြီးရယ်ပေါ့နော် Gary Kasparov ကဒီမှာလဲ Sicilian ကိုရွေးချယ်ခဲ့တယ်ပေါ့ NRF3 D6 D4 CD4 94 NRF6 93ပေါ့နော် နိုင်စီ3မှာ A6 နဲ့တုံ့ပြန်တယ်ပေါ့ A6 မှာအဲဒါအဲ့မှာအဖြူကနေပြီးတော့ Bishop A2 ရှိရပေါ့နော်ဒီညမှာအဖြူကနေကျွန်တော်ပုံမှန်ပြင်ဆိုပုံဒီမှာရွေးချယ်ချက်တွေအများကြီးရှိရအဲ Bishop တွေ D5 တွေလာတာရှိမယ် Bishop E2 တွေလာတာရှိရ Bishop C4 တွေလာတာရှိရစသဖြင့်ပေါ့နော်အများကြီးရှိရဒါပေမဲ့ Carpop ကဘာပဲရှိခဲ့လဲဆိုရင် Bishop E2 ပေါ့ Bishop E2 မှာပုံမှန်ပြင်ဒီဘက်ဒီဘက်ကိုဒီဘက်ခေတ်မှာဆိုလို့ရှင်တော့ပြန်ပြီးတော့ဟိုတုံ့ပြန်လို့ရတာတော့ ဟိုအမဲရနေပြီးတော့ e5 တွေပါတုံပြန်နေပေါ့နော် e6 လည်းတုံပြန်လို့တော့ရပါတယ် e5 ကဒီ knight ကို mount ထုတ်တယ်အဲ knight က h ကကျရင် knight b3 တွေ knight f3 တွေပြန်ပြီးတော့အဲရှောင်းလို့တော့ရတယ်အဲဒါပေမဲ့ဒီဘက်မှာတော့အဲ gary kasparov က e6 ပဲကစားခဲ့တယ်ဒါတော့အဲ shifin ninjan line လေးကိုရေးချယ်သွားတယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်မထက်ကြည့်မှဆိုရင် castle လို့ main bishop e7 လာမယ် f4 တက်တယ်အဖို့တက်တဲ့အချိန်မှာကက်ဆင်လို့တယ်ကင်းနေချွန်အဲ့ဒီကင်းနေချွန်ကအရေးကြီးရပေါ့နော်ဒါဘာလို့လဲဆိုလို့ဆိုရင်အဲ ဟိုကိုယ့်ရဲ့ဘရင်ကိုအလွယ်တကူအချက်မခံရအောင်ကြိုပြီးတော့ရှောင်ထားတယ်ပေါ့နော်အဲဒါလေးကဟိုကျွန်တော်လည်းအမြဲတမ်းပြောပြနေကြစကားရှိရှိရပေါ့နော်ဘာလဲဆိုတော့ကိုယ့်ဘရင်ကိုတစ်ဖက်အဲတစ်ဖက်ကအလွယ်တကူချက်ခံနေမှာမထားနဲ့ဆိုပြီးတော့အမြဲတမ်းအဲကျွန်တော်ပြောပြပြောလေးရှိရပေါ့နော်အော်ဒီမှာလည်း Kinetic ရှောင်ရှောင်ထားတယ်ကြိုပြီးရှောင်ထားတယ်အဲ Quincy 7 Quincy 7ကတော့ Queen လေးကို develop လုပ်တယ်ဒီ C file C mio pack file ဖြစ်တဲ့ C file လေးမှာ Queen ကနေရာယူထားတယ်ဒီအာအမေကနေနေပြီးတော့အချိန်ချိန်မှာနောက်တဲ့ဘိုင်လုပ်လို့ရကြ B5 ဒီဘိုင်တက်လို့ရတယ်ပြီးရင် အဲမရှိကူ B7 ကထုတ်ပြီးကစားလို့ရတယ်ဗောနော်ဒီ night ကတော့အဲအချိန်နည်းရပဲ night BD7 နဲ့ night C6 စသဖြင့်ဒါမျိုးထုတ်ကစားမယ်ပေါ့အဲ့တော့ဒီနေရာမှာအဖြစ်အနေပြီးတော့ car puff ကပါရှိခဲ့တယ်ဆိုရင် A4 တက်ခဲ့တယ် A4 ကတော့ဒီ A4 ရဲ့ idea ကတော့ဘာလို့ဆင်တာဆိုရင်အမဲ B5 မတက်နိုင်အောင်တားထားတယ်လို့ပြောလို့တော့ရတယ်ဗောနော် B5 ကိုပေးမတက်ဘူးပေါ့အဲ့တော့ night C7 လာတယ် night C7 မှာ Bishop E3 development လုပ်တဲ့ Rook E8 ရထားလေးကိုပြန်ပြထုတ်ထားတယ် Bishop F3 Bishop တွေကိုနေရာကောင်းတဲ့နေရာပို့ထားတယ်ဒီအဖြူရဲ့ Bishop တွေဆိုလို့ရှိရင်ဒီမျိုး diagonal လေးတွေပေါ့နော်ဒီ diagonal တွေမှာနေထားတယ်ပြီးတော့ဒီမှာ center ကိုလုံးဝ control အပြည့်အဝလောက်ထားတယ်ပေါ့နော်အဲ့တော့ဒီမှာအမဲကနေပြီး Gary Kasparov က Bishop ကလို့ဆို Rook E8 ပေါ့ Rook E8 ကတော့ဒါတစ်ချိန်ချိန်မှာတော့ဒါအမဲကနေပြီးတော့ Gary Kasparov က B5 တွေပါတယ်တော့အဲတက်ချင်လာတော့ဟိုတွေ့ရတယ်ပေါ့နော်အဲ့ကျွန်တော်မှတ်ထားကြည့်မယ်ဆိုလို့ရှိရင် Queen D2 အဲကွင်းဒီတို့ရဲ့ကွင်းဒီတို့မှာဒီအနေထားမျိုးကဒီဂရီကက်စပါရောနဲ့အနာတိုလီကာပေါရိုရဲ့ဂျားရဲမှာအဲဒီ1985ကမ္ဘာချန်ပီယံမလူပွဲအဲကမ္ဘာချန်ပီယံလူပွဲမှာကစားခင်တော့ကလေဒီလိုမျိုးအနေထားမျိုးရောက်ဖူးတယ်အဲ့တုန်းကဆိုရင်ဂရီကက်စပါရောကအမေကနေပြီးပါရွှေ့ခဲ့လဲဆိုရင် night take default ရွှေ့ခဲ့တယ်ဗောနော်အဲနိုင်နေချင်းစားခဲ့တယ်ဒါပေမဲ့ဒီပွဲမှာတော့ဂရီကက်စပါရောက bishop d7 နဲ့ရွေးချယ်ပြီးတော့ကစားခဲ့တယ်ဒါကတော့ဒါသူတို့ ား preparation လုပ်ထားတာပေါ့နော်ဒါဘာကြောင့်လဲဆိုတော့ဟိုကိုကစားခဲ့ပူတဲ့ line တွေကိုကိုကပြန်ပြီးတော့ရှောင်းကစားတာပေါ့ဘာကြောင့်လဲဆိုတော့တစ်ဖက်ကလည်းဒါမျိုးဟိုပြန်ပြီးတော့ပြင်ဆင်လာဖို့ရှိရဲ့ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်94ကစားလို့ရှိရင်ဘာလို့ဖြစ်မလဲဆိုတော့အရင်ကြည့်ရအောင်ပေါ့အဲ negative 4စားမယ်ဆိုလို့ဆိုရင်အပြောရရင်ပြော specialty default ပြန်စားလို့ရတယ်အဲ့မှာ e5 တက်မယ်ပေါ့ e5 တက်တဲ့ခါကျတော့ဆိုရင်ဒီနေရာမှာဟိုအဖြူကနေပြီးတော့ ရှုပ်ကောင်တစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ Bishop A7 သွားတာပေါ့နော်။တခါတည်းနဲ့ Rook ကိုသွားချိန်တာပေါ့။အဲ့ Rook က A8 ကိုပြန်လာမယ်ဆိုရင် Bishop E3 ပေါ့။ Bishop E3 ပြန်လာမယ်။ Bishop D7 ပြန်လာမယ်ဆိုရင် A5 လေးတားထားလို့ရတယ်။ဒီ A5 တီးလေးပဲဘာလို့တားလဲဆိုရင်အာဒီ B5 မတက်နိုင်အောင်ချုပ်ထားတာပေါ့နော်။အကြိမ်များ B5 တက်လာမယ်ဆိုရင် AB6 ဆိုပြီးတော့ Ambassador ဖြတ်စားလို့ရတယ်ပေါ့။အဲ့တော့ Rook A8 လာမယ်ဆိုလို့ဆိုရင်လည်းပဲ Bishop E2 လေးသွားထားတယ်လို့ရတယ်။အဲ့ဒီနေထားကဟိုပြောမယ်ဆိုရင်တော့ equal တော့ equal ပဲပေါ့နော်။ဟိုအမေကလည်းဒါအဆင်ပြေလို့တော့ပြောလို့ရပါတယ်။ ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကစားပွဲလေးတွေပဲပြန်ပြီးတော့ချိမယ်ကစားပွဲထဲမှာတော့ကျွန်တော်ဒီနေရာမှာအမဲကနေပြီးတော့ဘက်ရှော့ D7 ဆိုပြီးသွားတယ်ပေါ့နော်ဘက်ရှော့လေး development လုပ်တယ်အဲ့ဒါဆိုကျွန်တော်တို့ opening မှာနှစ်ဖက်လုံးကတော့အဲ development တွေထုတ်လို့ပြီးစီးသွားပါပြီအဲ့တော့ထပ်ကြည့်မယ်ဆိုလို့ရှိရင်အဖေကနေပြီးတော့ Anatoly Karpov ကအဲ Queen of 2လာတယ်ပေါ့ Queen of 2ကတော့ ဘာလို့ကျနော်လဲဆိုလို့ရှိရင်အာ queen လေးကို king side ကိုပို့ထားတယ်ပေါ့နော်ဒီ queen ဒီကျွန်တော်ဒီ f5 မှာလည်းအဲစုမိုးထားတယ်နောက်တစ်ခုကကျတော့ဒီ bishop နဲ့ queen နဲ့ပေါင်းပြီးတော့ဒီ diagonal ကိုလည်းစုမိုးထားတယ်ပြီးဖြစ်နိုင်လို့ဆိုရင်ပေါ့နော်အဖြစ်ရတယ် ဟိုဘာလို့ကမလဲဆိုလို့ရှိရင်အမေ B5 မတက်နိုင်အောင်ဒီထိန်းချုပ်လို့ထိန်းချုပ်ဖို့စူးစမ်းရမယ်ပေါ့တနည်းအားဖြင့်ပြောမယ်ဆိုရင် knight တွေမရှိတော့တဲ့ခါကျရင် bishop B6 တွေပါတွေသွားလို့ရတယ်ပေါ့ဒီမျိုးပိတ်ထားလို့ရတယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မှာထပ်ကြည့်မယ်ဆိုရင် knight take d4 knight take d4 sorry knight take d4 bishop take d4 e5 ပေါ့ကန်တယ်ပေါ့ e5 ကန်တဲ့အချိန်မှာကျွန်တော်ဒီနေရာမှာအဲကစားပွဲထဲမှာတော့အဖြူကနေပြီးတော့ ကာပော့ဖ်ကဘာရှိခဲ့လဲဆိုရင်ဘီရှော့အီသရီတွေပဲပြန်ဆောင်ခဲ့တယ်ပေါ့နော်အဲဘီရှော့အီသရီဆောင်လိုက်တဲ့ဘီရှော့အီသရီမဆောင်မဲနဲ့ဘီရှော့ဘီ6သွားမယ်ဆိုလဲသွားလို့တော့ရတယ်ပေါ့နော်ဒါပေမဲ့ဘီရှော့ဘီ6သွားလို့ဆိုရင်ဘာလို့လို့ရလဲဆိုတော့အမေကနေပြီး Queen အဲ C4 လာလို့ရတယ် Queen C4 လာမယ်ဒါဘီရှော့အီဒိုနဲ့မောင်းမယ်ဆိုလို့ဆိုရင် Queen B4 လေးပေါ့အဲဒါဆိုလို့ဆိုရင် Queen လေးရလဲဒါ Kings ဒီ Queen side ဘက်မှာဒီပွန်းတွေကို pressure ပေးထားတယ်နောက်တစ်ခုကကျဒီ E4 လေးကိုလည်း pressure ပေးထားတယ်အဲ9နဲ့ပေါင်းပြီးတော့ပေါ့အဲဒါဒီလိုမျိုးအမေကနေပြီးတော့ကစားလို့ရတယ်ပေါ့နော်ဒါပေမဲ့ကစားပွဲထဲမှာတော့ အဒီနေ့သားမှာအနာတိုလီကာပော့ဖ်ကဘီရှပ်ဘီစစ်မတော်ဘူးဘီရှပ် A3 ပဲလာတယ်ဘီရှပ် A3 မှာတဲ့အဲဒီနေ့သားမှာဟိုအနေထားရပြောရမယ်ဆိုလို့စင်မတော်အမဲက အမေကဒီဆီစီလီယန်လိုင်းနေဟိုမှာကျွန်တော်တွေးရတာဘာတွေးရလဲဆိုလို့ရှိရင်အမေကနေပြီးတော့ D6 ပုံလေးကဟို D5 ကနေလို့ရှိရင်တော်တော်လေးဟိုကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲအခုလည်းဒီတိုင်းပဲအခုဒီ position မှာဆိုလို့ရှိရင်လည်းပဲအမေအားနေတဲ့ square ကဘယ် square ဖြစ်နေလဲဆိုကျွန်တော် D5 square တွေကအားနေနေ D5 square ကအားနေတယ်ပြီးတော့အဲ D6 ပုံလေးကလောလောဆယ်မှာဆိုရင်ဒါ weak ပုံလို့ခေါ်တာပေါ့အားနေပုံလုံးဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒီ ပေါ်လေးတာ D5 ကိုကန်နိုင်လာမယ်ဆိုလို့ရှိရင်မဆိုးဘူးပြီးတော့အခုနောက်ပြောရတဲ့ကျွန်တော် D5 square ကအားနည်းနေရဖြစ်တဲ့အတွက်ကြောင့် ဒီ device ကိုအားနေတာကိုအဲမထိတ်ထိတ်နိုင်လို့ဆိုရင်အဲဒါအဖြူကနေပြီးတော့ night device တွေပါလေတစ်ချိန်ချိန်မှာအဲဝင်ပြီးတော့ output ရှိလို့ရတယ်ချက်ကိုစကန်လေးယူလို့ရတယ်ပေါ့အဲ့တော့ဒီနေရာမှာဒီ device အားနေတာကိုအဲပြင်ဆင်ခြင်းတဲ့အတွက်ကြောင့် Kasparov ကကစားပွဲထဲမှာ Bishop E6 ဆိုပြီးတော့ရွှေ့ခဲ့တယ်ပေါ့နော်အမှန်တော့ Bishop E6 ကတော့ဒီနေရာမှာတော့အဲသူပဲကစားပွဲပြီးတော့ပြင်ပြီးပြထားတာဒီကောင်ကတိတ်တော့မကောင်းဘူးပေါ့ဒီနေရာမှာတခြားဘာတွေရွေးချယ်လို့ရလဲ ျွန်တော်တစ်ချက်ကြည့်ရပါဘောနော်ဒီညမှာကျွန်တော်၄ခုရှိရပေါ့ဘီရှော့အီစစ်ကတော့ကစားပွဲထဲမှာကစားခဲ့တယ်အဲဘီရှော့အီစစ်မဟုတ်ဘဲနဲ့ဘာလို့လဲဆိုတော့ B5 တက်လို့ရတယ်ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီမှာ EDF F4 စားလို့ရတယ်အဲပြီးတော့ဆိုရင်ကျွန်တော်တို့ဘာရှိသေးလဲဆိုလို့ဆိုရင်အဲ RB C8 လည်းရှိရပေါ့နော်ဒီလို၄ခုရှိရဟုတ်ပြီအဲ့ဒါကျွန်တော်တစ်ခုချင်းစီကြည့်ကြည့်ရပေါ့အဲတော့ကျွန်တော်တို့ EDF F4 ကနေစပြီးကြည့်ကြည့်လိုက် e ရဲ့ f4 ဆောင်းမယ်ဆိုတော့ bishop ရဲ့ f4 ပြန်ဆောင်းမယ်အဲ့ခါကျမှကျွန်တော် bishop e6 လေးထိုးလာလို့ရတယ်ပြီးတော့ဆိုကျွန်တော်တို့အနောက်နောက်လက်ကျောက်ဆင်အမဲရနေပြီးတော့ knight d7 လာမယ်ပြီးလို့ဆိုရင် knight e5 တွေပါလေဝင်နေလိုက်လို့တော့ရတော့ရတယ်ပေါ့နော်ဒီလိုပုံစံလေးနဲ့လည်းကစားလို့ရတယ်အဲ့အဲ့လိုမှမဟုတ်ဘဲနဲ့အကြေးဒီနေရာမှာအဲ ပေါ်ကျနေမစားကြဘူးဆိုတော့ကျွန်တော်တို့ကဆက် B5 ပြန်တက်လို့တော့ရတယ်ဒါလည်းမဆိုဘူး B5 idea ဆိုလို့ရှိရင်အကယ်၍တော့ AB5 စားမယ်ဆိုလို့ရှိရင်ဒါဒီနေရာမှာအမဲကရွေးချယ်စာနှစ်ခုရှိရဲ့ပုံးနဲ့ပြန်စားတာရဲ့ဘစ်ရှာနဲ့ပြန်စားတာအဲ့တော့ပိုကောင်းတာတော့ဘစ်ရှာနဲ့စားတာပိုကောင်းတယ်အကယ်၍ပုံးနဲ့စားခဲ့မယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုရင်သူက after E5 ဒီတဲ့ E5 ပြန်စားပြီး95 95 85ဒါကြတော့ကျွန်တော်ဘာတွေ့ရလဲဆိုလို့ရှိရင်အဖြူကနည်းနည်းလေးဟိုပါဘောနော် အဖြစ်ရကစားကောင်တွေကပို့ပြီးတော့ active ဖြစ်တယ်ပြီးတော့နောက်တစ်ခါကျတော့အဖြစ်ကနေပြီးတော့ကျတော့ initiative ဖြစ်ရတယ်ပေါ့နော်လှုပ်ဥမှုတွေရတယ်ဆိုတော့ဒီကောင်လေးကကျတော့အဖြစ်တော့နည်းနည်းလေးပို့ကောင်းမယ်လို့တော့မြင်တယ်ပေါ့နော်အဲ့တော့အခုနဒီနေရာမှာအကယ်၍များ bishop နဲ့စာခဲ့မယ်ဆိုရင်အဲသူက 98b5 88b5 ဒါဆိုရင်ကျတော့ဘာဖြစ်လဲဆိုတော့အဖြူမာကအဲဇုံ bishop ကျန်ခဲ့တယ်ပေါ့နော် pair bishop ကျန်ခဲ့တယ်ဆိုရင်မယ်ဒီ pair bishop ကလက်ရှိအချိန်မှာအဲကောင်းကောင်းကြီးအလုံးမလုံနိုင်သေးဘူးပေါ့နော်အဲအဲ့တော့ဘာဖြစ်ဒီကနေထားအမဲတို့အဆင်ပြေတယ်ပြောလို့ရတယ်အဲဒါ ကစားလို့ရတယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနေရာမှာပြန်ပြောကြည့်မယ်ဆိုရင် rugby c8 ကိုလည်းကြည့်ကြည့်မယ်ပေါ့နော်အဲ rugby c8 ကကြတော့ဘာလို့ကျွန်တော် c5 ကနေပြီးတော့ pressure ပေးလို့ရတယ်အဲဘာကြီးလုပ်လို့ရဆိုရင်ကျွန်တော်တို့ဒီ b4 square လေးကိုကွင်းလာလို့ရတယ်ပေါ့ဥပမာပြန်ဘယ်လိုလဲကျွန်တော် queen a5 လာမယ်ပြီးကွင်းအာ uh, b4 မှာလာနေလို့ရတယ်ပြီး b2 တွေဟိုလာပြီး pressure ပေးမယ်ကစားဒီလိုပုံစံနဲ့ကစားလို့ရတယ်အဲ့လိုမှမဟုတ်ဘဲ queen c4 queen b4 လဲလာလို့တော့ရတယ်ပေါ့ဒီလို idea နဲ့လည်းကစားလို့ရဒါလည်းအမဲတော့မစိုးဘူးပေါ့နော် ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ရဲကစားပွဲလေးပြန်ကြည့်တာကစားပွဲထဲမှာတော့ဒီနေ့ထားမှာအမေကနေပြီးတော့ bishop e6 ဆိုပြီးသွားတယ်ဒီရှုပ်ကောက်ကမကောင်းဘူးအဲ့တော့ cup of ကဘာရှိရလဲဆိုရင် f5 ဖြစ်တခါတုံးပြန်တယ် f5 မှာတဲ့ကျွန်တော်တို့အဲဒီနေရာမှာဟိုကစားပွဲထဲမှာတော့ ကယ်ဒီကက်စပါရော့ကဘီရှော့စီ4ပေါ့နော်ဘီရှော့စီ4ကတော့ပို့ပြီးတော့ကောင်းတယ်ညာဘီရှော့ D7 နေပါပြောင်းဝင်တာတော့တိတ်တော့မကောင်းဘာကြောင့်လဲဆိုတော့ဘီရှော့ D7 သွားလိုက်မယ်ဆိုလို့ရှိရင်အဖြူကနေပြီးတော့ဒီနေရာမှာအဲရွေးချယ်ကြရရှိရပေါ့နော်အဲ G4 တက်ပြီးတော့လည်းကစားလို့ရတယ်ဒါမှမဟုတ်ဆိုရင် A5 တက်ထားပြီးတော့ဒီ square တွေကိုတားထားလို့လည်းရတယ်အဲ့ခါကျရင်တော့အမေကတော့ Queen C4 နေပါပြန်လာတာပါညာရှိမယ်ဒါပေမဲ့လည်းဟိုပြဿနာတော့မရှိပြီးဘီရှော့ B6 စစ်ပါဝင်နေလို့ရောက်ရတယ်ပေါ့နော်ဒီလိုပုံစံနဲ့ကစားလို့ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဘီရှော့ D7 သွားတဲ့အချိန်မှာတခါနဲ့ G4 ရိုက်တယ်ရတယ်ပေါ့နော် G4 လိုက်တယ်ပေါ့ G4 လိုက်တဲ့အခါကျတော့ရှင်နော် ကြရင်ကျွန်တော် G5 ထပ်တက်မယ်ပေါ့အဲဒါမျိုးပေါ့နော်အဲ့မှာသူအဲ့တော့ D5 တွေပါတက်မယ်ဆိုတော့ E8 D5 စားရလို့ရတယ်အဲ့ရှစ်တက်မယ်ဆိုဒီကကြရင်ကျွန်တော်တို့ဒါအဖြူကဟိုတာတယ်ပေါ့နော်အဖြူကပုံပြီးတော့တာတယ်ဗာနောက်လက်ကြရင် Rugi 1တွေလာမယ်ပြီးရင်အဲ H4 တွေအဲ G5 တွေထပ်ပြီးတော့ရိုက်မယ်ပေါ့နောက်မှတစ်ခါ G5 တန်းရိုက်နေရိုက်မယ်ပေါ့အဲဒါကြတော့အဖြူကပုံပြီးတော့ကောင်းတယ်ပေါ့ အဲ့တော့ကျွန်တော်တို့ကစားပွဲလေးကိုပြန်ပြီးတော့ကြည့်မယ်ကစားပွဲထဲမှာတော့ဘီရှော့ကို C4 ပဲသွားတယ်ပေါ့နော်ကက်စပါရော့ကအဲ့တော့ကျွန်တော်တို့ထည့်ကြည့်မယ်ဆိုရင်ဘီရှော့ C4 မှာတဲ့ဒီနေ့ထားမှာအာဘာတွေ့ရလဲဆိုတော့ကျွန်တော်ကြည့်ကြတဲ့အခါမှာဒီနေ့ထားမှာ ကစားပွဲထဲမှာတော့ Karpov ကဘက်ရှော့ basic ကိုသွားခဲ့တယ်။လက်ရှိမှာကျွန်တော် engineer အကြံပေးရလဲဘက်ရှော့ basic ကပို့ပြီးတော့ကောင်းတယ်ပေါ့နော်။အဲဘက်ရှော့ basic ကိုရွှေ့တယ်။အကဲရဘက်ရှော့ basic မရှိဘဲနဲ့ပေါ့နော်။အဲယထာအချိန်ကဏ္ဍရတာဖြစ်တဲ့အတွက်ကြောင့်လက်ရှိမှာအဖြူရထားအချိန်ကဏ္ဍဖြစ်တဲ့ကြောင့်အဖြူရထား rough C1 ရွှေ့တဲ့ဆိုရင်ဘာဖြစ်မလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်လိုက်။ rough C1 ရွှေ့မယ်ဆိုလို့ဆိုရင်ဒါကျတော့ဘာလို့ရလဲဆိုရင်ဒါကြတော့ကျွန်တော်အမဲကနေပြီးတော့ B5 တက်လို့ရတယ်။ B5 မှာသူက B3 တက်မယ်ဆိုလို့ဆိုရင်လည်းဟိုဘီရှော့ကညက်သွားတယ်လို့ထင်ရရင်ပဲတကယ်တော့ဘာလို့လို့ရဆိုရင် D5 တက်ပြန်ဖြည့်လို့ရတယ်ပေါ့နော် D5 နဲ့ပြန်ဖြည့်မယ်အကိတော့ဘီရှော့ကိုစားမယ်ဆိုလို့ဆိုရင် D4 ပြန်တက်ပြီးတော့ double attack ပြန်လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ AB5 စားမယ်ဆိုလို့ဆိုရင် E3 ပြန်စားမယ်ဘက်ကွင်းတက် E3 ဆိုရင် AB5 ဒီနေ့ကတော့လုံးဝ equal position လို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ခုနကကျွန်တော်ဒီနေရာမှာ B3 D5 တက်တဲ့ချိန်မှာအကွင့်ကြီး3ပေါ့အကွင့်ကြီး3 ID ကတော့ KB D4 ပါတက်လို့ဆိုရင် Bishop D4 ပါစားလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒါကြီးကပင်ဖြစ်နေပါတော့။အဲ့တော့ကွင့်ကြီး3ဆိုလည်း B4 တော့တက်လို့ရတယ်။ Knight ကိုပြန်ပြီးမောင်းမယ်ပေါ့။အဲ့မှာ Bishop H6 သွားမယ်ချက်မိတ်လို့မယ်ဆိုတော့ Bishop FA နဲ့ပြန် save လို့ရတယ်။ Bishop G5 ပြန်လာမယ်ဆိုလို့ဆိုရင် Knight D7 နဲ့ပြန်ခုံသွားလို့ရတယ်။အဲ့မှာ Knight D5 ဆိုလို့ဆိုရင် Bishop D5 E5 ပေါ့။ဒီနေ့ထားကကျွန်တော်တို့အဲပြောမယ်ဆိုရင်တော့ဒီနေ့ထားအဖြူကဟိုနည်းနည်းလေးတော့အသာစီတော့ရရှိရပါတော့။အနည်းငယ်သာတယ်ပေါ့။ ဟုတ်ပြီ slightly better ပေါ့နော်ဒါကတော့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ပြီးတော့အဲကြည့်ကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကစားပွဲထဲမှာတော့ဒီနေထားမှာအဲဘာရွှေ့ခဲ့လဲဆိုတော့ cup of က bishop b6 ပေါ့နော်ဒါ queen ကိုတောင်းမောင်းနေအဲ queen မောင်းတဲ့အခါမှာ အဲဂိုင်းကစပါရကတော့ဒီနေ့သားမှာမဲရနေပြီးကွင်း CA ကိုသွားခဲ့တယ်ပေါ့နော်ကွင်း CA သွားတယ်ကြည့်အဲကွင်း CC သွားလဲရတော့ရတယ်ပေါ့နော်တို့တော့တူတူပါပဲအကဲကွင်း CC ကိုသွားတဲ့လမ်းကြီးကြည့်မယ်ကွင်း CC ဆိုဆိုရင်တို့ကဘာတော့မှလဲဆိုရင်အ roof D1 လာမယ် roof D1 bishop D8 bishop ချင်းဆိုင်မယ်ပေါ့နော်အဲ bishop A7 သွားမယ်ဆိုလို့ရှိရင် rook CA တွေပြန်လာပြီး A5 ပေါ့ဒါကတော့ကျွန်တော်တို့ equal နီးနီးလို့တော့ပြောလို့ရတယ်ပေါ့အဖြစ်ရကစားကောင်တွေကတော့မဆိုးတော့မဆိုးဘူးပေါ့နော်ဒါပေမဲ့ equal position မှာပဲဒီကောင်က ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကစားပွဲကြည့်မယ်ကစားပွဲထဲမှာဒီနေရာမှာအဲ Gary Kasparov က Queen C8 ကိုသွားရတယ်ပေါ့ Queen C8 ကိုသွားရတယ် Queen C8 ကတော့ကျွန်တော်တစ်ချိန်ချိန်မှာတော့သူက D5 တော့ဟိုရိုက်ကားရမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီ D5 square ကြီးကလုံးဝအားနည်းနေရဖြစ်တဲ့အတွက်ကြောင့်ဒီ D6 ပုံရှိတဲ့အတွက်ကြောင့် D6 ပုံ Bishop ကဒီကောင်ကြီးကိုထိန်းထားရတယ်အဲဒီ Bishop ကလည်းအဲအရှိတထွက်လာလို့မရဘူး Bishop B4 ပါလေလာလို့မရဘူး Bishop diagonal လည်းပိတ်နေဆိုတော့တေချာဘောတစ်ခုကတေချာလာတစ်ခုကတော့အမင်းက D5 ကအကန့်ကိုကန်ရမယ်ပေါ့နော်အဲဒီမှာ Bishop B6 ကလည်းဒီယထားတွေပါလေ D8 ကိုမလာနိုင် င်အောင်တားထားတယ်ပေါ့ဒါဘာလဲတို့ define ရနေပြီးတော့ d5 ကလာမှာဆိုလို့ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော် bishop queen c အဲ့မှာတဲ့ဒီနေ့သားမှာအဲဘာရှိခဲ့လဲဆိုတော့ cup of က rook c1 ရှိခဲ့ပေါ့နော်အဲ့မဲ့ဒီရှိခဲ့ကတိတ်တော့မကောင်းဘူးအဲ့မဲ့တော့ အနာတိုလီကပ်အော့ဖ်အနေနဲ့ကဘာရှိခဲ့တဲ့လဲဆိုရင် RF D1 ကပို့ပြီးတော့ကောင်းတယ်ဗောနော် RF D1 RF D1 idea ကတော့ D5 ကိုတက်နိုင်တယ်များအဲကောင်တာလုပ်မယ်ဗောနော် RF D1 ရှိမယ်ဆိုလို့ဆိုရင် D5 တက်မယ်ဗော D5 တက်တဲ့ခါကျဆိုရင် D5 ကကြာတာဗောတော့ဆိုရင်ဟိုလက်ရှိမှာဆိုရင်ကြည့်လိုက်ပါဒီမှာ D square ကိုတားခါတာဘယ်ကောင်ရှိလဲဆိုရင်1အဲ1 2 3 4ဗောနော်ကျ၄ကောင်ရှိတယ်အဲဒါ၄ကောင်ရှိတယ် ဒါပေမဲ့အမဲကပြန်ထိန်းထားတာကြတော့နှစ်ကောင်ပဲရှိဒါပေမဲ့တခုရှိတာက d5 တက်တဲ့ချိန်မှာသူကစားလို့ဆိုရင်ဒါအဖြူကနေပြီးအမဲကနေပါလို့ရ Bishop b4 လောက်ပြန်လာလို့ရ Bishop b4 မှာသူက knight e4 ဆိုလို့ဆိုရင် queen f5 ပြန်စားလို့ရအဲ knight f6 ဆိုရင် queen f6 အဲ b3 ဆိုလို့ဆိုရင်အာ e4 တက်လို့ရတယ်ဗောနော် e4 တက်ဒါ Bishop အဲဒီနေရာမှာ အဲဘီရှက်ဒီဖိုးလာလဲရတော့ရဘီရှက်ဒီဖိုးဆိုလဲ queen h ပြန်သွားတော့တော့ရပါတော့အပြည့်ဒါမှဒီလိုစားလိုက်တယ်ဒါရတော့ရတယ်စားလိုက်မယ်ဆိုလို့ဆိုရင်လည်းပဲ e8 f3 ပြန်စားပါပေါ့အဲ rookie b1 လာမယ်ဆိုရင် g2 ချက်မယ်ပြီးရင် king g1 ပေါ့ဒီနေ့ထားတော့ကျွန်တော်အဖြူကတော်တော်လေးတာတယ်လို့ပြောရတယ်ပေါ့နော်အဲဘာကြောင့်လဲဆိုတော့ဟိုဒီမှာက corner pass bomb တွေရှိရပေါ့နော်ဒီကောင်ကြီးကလည်း pass bomb ဖြစ်နေတာဆိုတော့ပြီးတော့ bishop ကလည်းဒီ bishop ကလည်းဒီမှာတော်တော် corner d8 ကိုတားထားရတယ်ပေါ့ အဲ့တော့ဒီနေသားကတော့အဖြူသားပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ကစားပွဲလေးကြည့်မယ်ဗောနကစားပွဲတန်းမှာတော့အဲဘာလို့တည်းဆိုတော့ဆိုရင် cup of ကရက်စီ1နေသွားတယ်ဗောနရက်စီ1ကတော့အဲဘာလို့ချင်လာလဲဆိုတော့ဒါအဲ့တော့နောက်လက်ကြဆင် B3 ဒီပိုင်းတက်ချင်တာပေါ့နော် B3 တက်ပြီးတော့ Bishop မောင်းမယ်အကြေး Bishop ကအဲ အခုနကကျွန်တော်ဒီလိုမျိုး RF D1 သွားတဲ့အချိန်ဒီမှာဆိုလို့ဆိုရင်ကျတော့ B3 တက်လို့မရဘူး B3 တက်ဆင်တာ Specialty B3 တွေစားပြီးတော့ Quintex C3 ဘက်ပြန်စားလို့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒီမှာတော့မတက်ဘူးသွားအဲ့တော့ RF RF C ရောမှသွားတယ်ပေါ့နော် RF C1 idea ဒီ B3 တက်မယ်အာဒီမှာ B3 ဆိုရင် A CB3 ပြန်စားဆက်ဒီ root က night ကိုပြန် save ပြီးတာဖြစ်တယ်ပေါ့အဲ့အတွက်ကြောင့်သူကအဲ RF C1 ရွှေ့လိုက်တယ်ပေါ့နော်အဲ RF C1 မှာအမေကနေပြီးတော့တခါနေ D5 ပြရတယ်ပေါ့ D5 ပြရတယ် D5 မှာအဲ့တော့အဲကစားပွဲထဲမှာတော့ဟို ကပ်ပော့ဖ်က B3 တက်တယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ B3 မတက်ဘဲနဲ့ D5 တက်လို့ D5 ကိုစားမယ်ဆိုရင်ရောကျွန်တော်ကြည့်ကြည့်မယ်ပေါ့နော်အဲ့ဒီ device စားမယ်ဆိုလို့ဆိုရင်အမဲကဘာလို့လဲ F5 ကိုပြန်စားမယ်အခုနေ F5 B3 တက်မယ်ဆိုလို့ဆိုရင် E4 တက်ပေါ့ E4 မှာတော့ Knight E4 ဆိုရင် Bishop D5 ပြန်စားမယ်ပေါ့နော် Bishop D5 ပြန်စားမယ် Energy 3ဆိုလို့ဆိုရင် Queen G6 ပေါ့ဒီနေ့တော့ကျွန်တော်လောက equal position လို့ပြောလို့ရပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာထပ်ပြီးတော့ကြည့်ကြည့်မယ်ပေါ့အဲ့ကစားပွဲထဲမှာတော့ဒီနေ့သားမှာအဲ ကပ်အော့ဖ်ကပါရှိခဲ့တယ်ဆိုရင် B3 တက်ခဲ့တယ်ပေါ့ B3 မှာ Gary Kasparov က Bishop B4 ပေါ့နော်ဒါ Bishop ကိုစားလို့ဆိုရင် Knight ကိုပြန်စားမယ်ပေါ့အဲ့ဒါကြောင့်ဒီမှာ C4 စားတာတော့ကောင်းတာမကောင်းဘူးပေါ့နော်ဒါစားမယ်ဆိုလို့ဆိုရင် Bishop C3 အာဒီမှာအဖြူကနေပြီး H6 Graphite လည်းပေးလို့မရဘူးပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ C5 စား Bishop A1 Rotate A1 ဆိုလို့ဆိုရင်လည်းပဲ Knight D7 ကြတော့ဒီကကြတော့ကျွန်တော် H6 Graphite ပေးတဲ့အတွက်ကြောင့်ဒါအဖြူကမကောင်းဘူးပေါ့နော်ဒါအမေကပို့ပြီးတော့တားတယ်အမေကပို့ပြီးတော့အဆင်ပြေရပေါ့ ဟုတ်အဲ့တော့ကျွန်တော်ကစားပွဲလေးပဲပြန်ကြည့်မယ်ကစားပွဲထဲမှာတော့ဒီနေထားမှာအဲကာပော့ဖ်ကဘာပဲရှိခဲ့လဲဆိုရင် night 82ပဲရှိခဲ့တယ်။ night 82ဆိုပြီးဘရှော့ကိုပြန်ချင်လာတယ်အဲ့တော့ဘရှော့ A3 လာတယ်။ဘရှော့ A3 လာတဲ့အချိန်မှာကျွန်တော်ဒီမှာဘာတွေ့ရလဲဆိုရင်ဘရှော့ကိုချိန်လာတယ် rook ကိုပြန်ချိန်လာအဲ့2-1လဲလို့ရတယ်ပေါ့နော်။အဲ့တော့ Gary ကာပော့ဖ်က2-1ပဲလဲလိုက်တယ်ပေါ့နော်။အဲ B-C4 စားရတယ်ဘရှော့ C1 ပြန်စားရတယ်နိုက်တဲ C1 ပြန်စားရတယ်ပေါ့။အဲ့မှာ Queen-C4 ပြန်စားရတယ်။ အဲ့တော့85စားတယ်စားတဲ့ချိန်မှာကျွန်တော်ဒီမှာတော့ဟို95ချက်ချင်းပြန်မစားဘူးပေါ့နော်95မစားဘဲနဲ့ကျွန်တော် e4 တက်တာဒီ e4 တွေကောင်းတယ်ဘာကြောင့်လဲဆိုတော့ e4 ထွက်လိုက်တဲ့အတွက်ကြောင့်ဒီကိုယ့်ရဲ့ပွန်းကလည်းဟိုတဖြည်းတကွက်ကိုအရှိရောက်သွားတယ်ပြီးတော့ဒီ e5 ကပွန်းလေးကဒါအမဲရဲ့ pass ပွန်းလို့ပြောလို့ရတယ်ဒါဒီကျွန်တော် e3 တွေ e2 တွေထပ်ရိုက်လို့ရရိုက်မယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဟိုလက်ရှိမှာ ဘက်ရှော့ကပဲသွားမလဲပေါ့ဘက်ရှော့ကဒီနေရာမှာအကောင်းဆုံးကဘက်ရှော့ E2 ပဲကောင်းတယ်ပေါ့နော်ဘာကြောင့် E2 သွားလို့ရှိရင် C2 ပုံးတော့ပေးရမယ်ဒါပေမဲ့ C2 ပုံးကိုမပေးချင်ဘူးဆိုပြီးတော့စွတ်ကယ်လို့တော့မရဘက်ရှော့ D1 ဆိုတော့ဒီရှော့ကကမကောင်းဘူးပေါ့နော်ဘက်ရှော့ D1 လားရှော့ကဆိုအဲ့ရှော့ကကမကောင်းမရမကဂိမ်းမယ်ဆိုရင် E3 တက်လို့ရ E3 တက်တဲ့ချိန်မှာသူကဘက်ရှော့ရဲ့ E3 လဲလာစားလို့မရဘက်ရှော့ရဲ့ E3 စားလို့ရှိရင်အဲမဲရနေပြီးတော့ Queen City ထိုးလိုက်လို့ရ ဘစ်ချီထိုးလိုက်မယ်ဆိုလို့ဆိုရင်ဒီဘစ်ချော့ကိုစားမယ်ဒီရော့ကိုစားမယ်ပေါ့အဲ့တော့ဘစ်ချော့ဒီဖိုးလည်းသွားလုပ်လို့မရဘူးပေါ့နော်ဘစ်ချော့ဒီဖိုးလာလုပ်လို့မယ်ဆိုလို့ဆိုရင်ဒါအဖျူကနေအမဲကနေပြရုတ်အီ1နေပါချက်လိုက်ရဒါဆိုရင်ရှုံးပြီပေါ့ဒါဒါသွားလို့မရဘူးပေါ့နော်အဲ့တော့ဒီနေသားမှာကဟိုပြောရမယ်ဆိုလို့ဆိုရင်ဒီကိုကပိုးနေတဲ့လုံးနှစ်မျိုးလို့မရဘူးပေါ့နော်ဒီ C2 ပိတ်လိုက်လို့ဆိုရင်တော့ရှုံးမှုများသွားတယ်ပေါ့ဒါ C2 ကအဲအမဆို C2 ကိုစွကယ်လို့မရဘူးเนาะ C2 ပေးတာပြဿနာမရှိဘူးဘောတလုံးကိုကျွန်တော်တို့လိုက်ကြည့်လို့မရဘူးเนาะဘောတလုံးကိုမရမကလိုက်ကြည့်နေလို့ဆိုရင်ဒါနှိမ့်သွားမယ်ပေါ့ အဲ့ဒီနေရာမှာ bishop e2 ပဲသွားတယ်ဒါ c2 ပုံလေးပေးလိုက်တယ်ပေါ့အဲ့တော့ queen takes c2 queen d4 ဟုတ်ပြီအဲ့တော့ဒါကတော့ကျွန်တော်တနေထားကတော့ကျွန်တော် balance ဖြစ်တယ်ပေါ့နော် equal ဖြစ်တယ်ပေါ့ဘာလို့လဲဆိုတော့အမဲမှာလည်း e5 ကပုံနေရာ pass ပုံရှိတယ်လို့အဖြူမှာလည်း d5 ကပုံနေရာ pass ပုံပဲပေါ့နော်အဲ့တော့ fair ပဲပေါ့နော် equal ပဲ balance ဖြစ်တယ်ပေါ့အဲ့တော့ rubic c8 လာတယ် rubic c8 မှာတဲ့ကျွန်တော်ဒီနေရာမှာဟိုယထာကတော့ဟိုအမဲက gasparov က final ထပ်ယူထားတယ်ပေါ့နော်အဲ့ဒီနေရာမှာတဲ့ kapovka, pa šegele, ešte vin šegele. အဲ cup of ကပေါ့နော်ဒီနေရာမှာ h3 shape ပဲဒီ h3 shape ကမကောင်းဘူးပေါ့အဲ့မှတော့ဒီနေရာမှာပိုကောင်းတဲ့ shape ကကဘယ်ချက် d1 ကပိုကောင်းတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ h3 ကတော့သူက cup of ကသူ့ရဲ့ background ကိုချုပ်ပြီးတော့ပြင်ဆင်ထားတယ်ပေါ့နော် background အားနည်းမှုမရှိအောင်ဟို background ချက်မိတ်တွေမပေးရအောင်ပြင်ဆင်ထားတယ်ပေါ့အဲ့ဒီမှာပိုကြီးကောင်းတာဘယ်ချက် d1 ကပိုကောင်းတယ်ဘယ်ချက် d1 ဆိုရင်အမေကဘာလုပ်မှာစင် queen c1 စားမှာပဲစား rotate c1 rotate c1 ပြီး queen d2 လာမောင်းလဲ rook b1 လာလို့ရတယ်ပေါ့နော်အဲ့ဘယ်ချက် g1 သွားမယ်ဆိုလို့စင် e3 လိုက်မယ် e3 မှာ queen d3 ဆိုလို့ဆိုရင် rotate d1 ဆာ queen d1 ဆို e2 ထပ်ထုတ်လို့ရတယ်။အဲ queen e1 ဆိုရင် knight d5 ဒီနေ့ထားလုံးဝ equal ပဲပေါ့။နော်အဖြူမှာက queen ရှိရဆိုပေမဲ့အမဲမှာက pass pawn ရှိရအဲ့တော့ဒီနေ့ထားကလုံးဝအဲ equal position ပဲပေါ့နော်။ knight ကလည်း light လို့ရတယ်ပေါ့ knight က4 knight d3 ဒါလို့ရတယ်။ဒါရိုက်ဒါရိုက်ရှိရပေါ့နော်။ဒါလေးရှိရတယ်။ โอเคဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာကစားပွဲလေးပြင်ကြည့်မယ်ဆိုလို့ဆိုရင်ကစားပွဲထဲမှာတော့ဒီနေရာမှာအဖြူကနေပြီးတော့ h3 တက်တယ်ပေါ့နော် h3 ကတော့ဟိုမကောင်းဘူးပေါ့အဲ့ဒါဒီမှာမဲကဘာရှိလဲဆိုရင် e3 တက်တယ်အဲသူက pass pawn လေးကိုတတ်တက်ထားတယ်ပေါ့ e3 မှာကျွန်တော်တို့ဒီမှာထပ်ကြည့်မယ်ဆိုရင် d6 တက်တယ် d6 d6 ကတော့အဲ့မှာ queen d2 ပြန်ဆိုင်တယ်ပေါ့နော် queen d2 မှာဒီနေသားလေးကကျွန်တော်ပြောမယ်ဆိုလို့ဆိုရင်တော့ဘုံလင်းလင်းပြောမယ်ဆိုရင်တော့ဒါဟိုကပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါအမဲကပို့ပြီးတော့ အသာသီးရရှိရတယ်ပြောလို့တော့ရတယ်။အဲ့ဒါ93ခုန်လိုက်တယ်93ခုန်လိုက်တဲ့အခါမှာ bishop ကိုပေးခဲ့တယ်အဓိက bishop ပေးခဲ့တဲ့အကြောင်းကြီးကတော့ d7 ကနေပြီးတော့ပြန်ခွောက်ခွက်လုပ်မယ်ပေါ့နော်ဒီဟာလေးပြန်ခွောက်မယ်ပေါ့အဲ့ဒါ queen တဲ့ e2 စားတယ်အဲဒီမှာ d7 ပြန်တတ်တယ် knight တဲ့ d7 ပြန်စားတယ်နဲ့ d7 မှာ queen တဲ့ d7 ပြန်စားတယ်အဲ queen d2 လေးပြန်လာထားတယ်နိုင်ကိုပင်ထားတယ်ပေါ့နော်နိုင်ကိုပင်ထားပြီးတော့ကျွန်တော် rook e1 လာတယ် rook e1 မှာ e2 တတ်တယ် အေးတို့မှာအဲကစားပွဲထဲမှာတော့ဂင်း G1 လာတယ်ဗောနော်ဂင်း G1 မှာကျွန်တော်ဒီနေရာမှာတော့ဟိုကပ်ပါကက်စပါရော့ကတော့ A5 ပဲတက်ခဲ့တယ်ဗောနော်အဲ A5 တက်ခဲ့တယ်တဲ့ A5 မှာတဲ့ကျွန်တော်ဒီမှာဟိုဘာရှိခဲ့လဲဆိုတော့ကပ်ပါဖ်ကဒီနေရာမှာ G3 ရွှေ့ခဲ့တယ်ဗောနော်ဒီ G3 ရွှေ့ကတော့လုံးဝအမှားကြီးဗောနော်အဲ့မဲ့ဒီအချိန်မှာ ဘာရှိလဲဆိုတော့သူတို့နှစ်ယောက်လုံးမှာ time pressure ရှိတယ်သူကနှစ်ယောက်လုံးကအဲ3-4မိနစ်လောက်ပဲကြံတော့တာပေါ့နော်3-4မိနစ်လောက်ပဲကြံတာဖြစ်တဲ့အတွက်ကြောင့်ဒါဒီသူတို့ဒီ time pressure ကြောင့်အဲအမှားလေးတွေရှိရပါတော့နော် G3 ကမကောင် G3 ID ကတော့သူကဘာလို့ကြံတာလဲဆိုတော့ King F2 တွေပါတွေဝင်ကျင်နေပေါ့နော် King F2 တွေပါခိုးကျင်နေပေါ့ဒါမျိုးလေးဖြစ်တယ်အဲ့တော့ ဒီဒီတရီကမကောင်းဆိုတော့ကက်စပါရော့ကဒီနေရာမှာသူက Queen Ace ဆိုပြီးရွှေ့ခဲ့တယ်ဗျဒီရှုပ်ကကလည်းမကောင်းဘူးပေါ့အမှဂျီဒီတရီရှုပ်ကမှာကက်စပါရော့မှာတော့အချိန်နေပို့ပြီးကြံခဲ့မယ်ဆိုရင်ဒီပွဲကိုကက်စပါရော့နိုင်ဝါလောက်တယ်ပေါ့နော်ကက်စပါရော့နိုင်ဝါလောက်တယ်အဲဒါပေမဲ့ဂျီဒီတရီမှာသူက Queen Ace ရွှေ့ခဲ့ Queen Ace ကလည်းဟိုသူ့ရဲ့ အတားရတာယူလုံးဝဟိုကြွားတာကြီးရောကြတော့ကြွားတယ်ပြအတိုင်းမဲ့ဟို equal position နောက်ထိတော့ကြွားတာတော့မဟုတ်ဘူးပေါ့ဒါဒါလည်းသူ9လောက်သေးတယ်ပေါ့နော်ဒီကောင်လေးက9လောက်သေးတယ်ဒါပေမဲ့ဒီနေရာမှာဂျီဂျူရဲ့အချိန်မှာ rook f8 ကြီးသွားမှာပေါ့နော် rook f8 ရဲ့ idea ကတော့ရှင်းတယ်သူကဘာလို့ချက်တာလဲဆိုတော့ဆိုရင် rook တွေကဝင်တော့မှာ rook c3 တွေလာပြီးတော့ဒီ knight ကို pressure ပေးမယ်ဆိုတော့ idea မျိုးလေးပေါ့နော်ဥပမာကျွန်တော် rook f8 မှာကျွန်တော် knight line နဲ့ပြအောင်အဲ့ကဲ bishop c7 rook မဆင်းနိုင်အောင် rook မလာနိုင်အောင်တားမယ်ဆိုလို့ဆိုရင်အဖြူကနေပြီးတော့ sorry အမဲကနေပြီးတော့ rook c7 စားလို့ရတယ် rook c7 queen c7 ကွန်းဒီဒီဆာဒါကြတော့လေကျွန်တော်ဒီမှာဆိုလို့ဆိုရင်အဲလက်ရှိမှာဆိုရင်အတာပြောရမယ်ဆိုလို့ဆိုရင်အမေကပေါင်းနှလုံးတာတယ်ပေါင်းအောင်ပတ်စမော့တလုံးရတယ်အဲ7 rank ကိုရောက်နေတာ second rank ကိုရောက်နေဖြစ်တဲ့ကြောင့်ဒါအမေက9နေပေါ့နော်ဒီနေထား9နေ ဟုတ်ပြီအဲ့တော့အဲနောက်ထပ်တစ်ခုကကြတော့ကျွန်တော် refresh မှာအဲ carry မြာ king f2 လာမယ်ဆိုရင်ကြတော့ဘောပေါ့ king f2 လာမယ်ဆိုလည်းမကောင်းဘူးဒီညမှာ rusty rusty 3လာလို့ရ rusty 3ရဲ့ idea ကတော့ဒီ knight ကိုစားမယ်ပေါ့နော် knight ကိုစားမယ်ဆိုတဲ့အချိန်မှာကျွန်တော်ဒီညမှာကျွန်တော် carry ပေါ့နော်ဒီ knight ကလည်းပင်ကန်တော့အဲ့တော့ knight e5 သွားလို့ဆိုလည်းမကောင်းဘူး knight e5 မှာတကယ် brilliant move တစ်ခုရှိရဲအဲ့ဒါပါလဲဆိုတော့ ruf3 ချက်ပေါ့နော် ruf3 ချက်မှာက အဲနိုင်နဲ့စားလို့ဆိုရင်ဒီ queen ကိုသွားစားလို့ရအဲ queen ကင်းနဲ့စားမယ်ဆိုရင်လည်းပဲကျတော့ queen တဲ့ e1 နဲ့ queen တဲ့ e1 နဲ့စားလိုက်လို့ရအဲ bishop f2 လာမယ်ဆိုရင် queen d1 ပေါ့ဒါဆိုလို့ဆိုရင်ကျတော့ဒီနေထားကတော့နိုင်ဝိုင်းပေါ့နော်နောက်လည်းကြာရင်အဲဒီမှာအဲ discover check နဲ့အဲ promotion ယူလို့လည်းရတယ်ပေါ့အဲဒါနိုင်ဝိုင်းပေါ့နော်โอเคဟုတ်ပြီအဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ကစားပွဲလေးပြန်ကြည့်မယ်ကစားပွဲထဲမှာတော့အဲ kasparov က queen a6 ကိုရှေ့လိုက်တယ်ပေါ့နော်အ queen a6 မှာ bishop f2 bishop f2 မှာ queen c6 လဲမယ်ပေါ့နော်အ queen a6 root a6 အဲအဲ့တော့ကြည့်ဒီနေထားတော့လက်ရှိမှာဆိုလို့ရှိရင်အကစားကောင်အဖြစ်နဲ့၃ကောင်နကောင်ပေါ့ဒါပေမဲ့အမဲမှာက pass pawn ရှိရပြီးတော့နောက်တစ်ခုကကျတော့ဒီ queen queen side မှာဆိုလို့ဆိုရင် pawn majority ကလည်း2 1ဖြစ်တယ်အဲ့တော့အမဲကတာတော့တော်တော်တော့တာနေတယ်လို့ပြောတော့ရချပါဘောနော် ဒါပေမဲ့ကျွန်တော်အတိုင်း pressure အောက်မှာဘာမှမဆိုဖြစ်သွားနိုင်တယ်ပေါ့အဲ့တော့ rugby ဝင်လာတယ် rugby ဝင်မှာ rugby 4လာတယ်ချိန်စားမယ်ပေါ့အဲ့ဒါစားပြန်စားပေါ့အဲ့ဒီဘက်မှာလည်း pass one သလုံးထပ်ထွက်သွားပြီအဲ့တော့ bishop e1 လာမယ်အဲ rook a3 လာမယ် knight ကိုချိန်မယ် rook d7 ဆိုရင် a4 တက်မယ်ပေါ့နော် a4 မှာ king f2 king f2 မှာ rook b3 လေးပြန်လာထားတယ်အဲ knight c1 ဆိုလို့ရှိရင်လည်းပဲကျွန်တော် rook b1 လေးပဲပြန်ပင်ထားရပေါ့နော်အဲ knight a2 လာတယ် knight a2 မှာအဲ rook a8 rook a8 မှာ rook e7 လေးနဲ့ပြန်ချိန်လိုက်တယ်။အဲ့ဒါဒီမှာ e7 e2 ပုံးလေးရပေးရပြီပေါ့နော်။အဲ rook b2 လာတယ်။ rook တက် e2 rook တက် e2 check ကင်းတက် e2 အဲ့ဒီနေထားလဲကျွန်တော်တို့อืมဒီအတိတ်ကကျွန်တော်တို့မတွေ့ရလဲဆိုတော့ဒီ a5 ရပုံးလေးကြာလို့ဆိုရင်တော့ဒါအနိုင်မြောင်လင်းလို့မရတော့ ဒီ A5 ကပုံလေးတာ Gasparo မှာရှင်နေသေးတယ်ဆိုတော့ဒါအနိုင်နဲ့နဲ့မျောလင်းလို့ရသေးရဲ့ဒီပုံလေးကြာဝိုင်းတော့မျောလင်းလို့မရတော့ဘူးဗောနော်အဲကျွန်တော်ကစားပွဲထက်ကြည့်ရပါဘော Rookie A ချက်ချက်တဲ့ချိန်မှာ KF2 လာမယ် KF2 မှာ H5 ဒါ G4 ကိုမချိနိုင်အောင်တက်နိုင်တယ်များတော့တားတော့တားထားတယ်ဗောနော်အဲ Bishop C3 လာတယ် Rook B8 လာတယ် Rook B8 မှာ Bishop B4 ဒါ Cup of ကလည်းသူကတက်နိုင်တယ်များဒီပုံလေးကိုရဖို့အတွက်သူစူးစမ်းနေပေါ့ Rook D8 လာတယ် Rook D8 မှာ King E2 လာတယ် King E2 မှာ A3 တက်တယ်ဒါစားလို့မရအောင်နော် စားလို့ဆိုရင် Rick AA ထိုးလိုက်ဆိုရင်တကောင်ကြအောင်တကောင်ကြရင်တော့ရှုံးသွားမှာပေါ့အဲ့တော့ Bishop C3 ပြန်လာတယ်မစားဘူး F6 F6 မှာ Bishop B4 ပြန်လာတယ်အဲ King F7 လာတယ် King 7 Knight C3 Knight C3 မှာ Rook B8 Rook B8 မှာ Knight D2 ပြန်လာတယ် Rook B5 ပြန်လာတယ်ချိန်မယ်ပေါ့နော် G4 နဲ့ပြန်ခဲ့တယ် Rook B8 ပြန်လာတယ် King D3 လာတယ်အရူဒီကချက်တယ်ချက်တော့ကင်းစီဖိုးလာတယ်ကင်းစီဖိုးမှာရူဒီဝါပေါ့နော်ဒါကတော့ဒီနေရာမှာတော့သူကပေးလိုက်ရပြီပေါ့ A3 ပုံပေးလိုက်အဲ့ဒါဘက်ရှောင်းကပြန်ပြန်ကဲမှာပေါ့နော်ကင်းနဲ့ပြန်ကဲမှာ အဲဒီနေ့ဒါကျွန်တော်တို့နိုင်မော့ခတ်သွားပြီပေါ့နော်အဲဒီနေ့ h5 အဲ root h3 chat အမှာ 9c3 ပြန်ကားတယ်ပေါ့နော်အ 9c3 မှာဆို root f3 ပြန်လာတယ်ပေါ့စားလဲဘာမှတော့မထူးပေါ့နော်စားလဲတော့ဒီကောင်လေးပြန် save ထားမှာပဲအဲ့တော့မစားတော့မစားဘူးပေါ့နော်ဒီနေရာမှာအဲ root f3 ပဲလာတယ်ပေါ့ အဲ့ဒီမှာကျွန်တော်ထပ်ကြည့်လိုက်မယ်ဆိုရင်များကြာ roof 3မှာကိအများဒီမှာ rotate အဲ့ rotate ဒါဒီပါစားလိုက်မယ်ဆိုလို့ဆင်နေပဲသူက knight b5 လေးပြန်ခုံသွားလို့ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ root စားလို့ဆင်ဒီကခွာခွာဒီပါပြန်ချင်ရတယ်။အဲ့ဒါကလုံးဝသေပဲပေါ့နော်။ဒါမှပြန်ပြီးတော့ထိန်းထားလို့ရတယ်ပေါ့။ Okay ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာကစားပွဲကြည့်မယ်။ကစားပွဲတော့ roof 3ပဲလာပေါ့။ roof 3မှာ bishop c1 လာတယ်။အာ bishop c1 ကတော့ h6 ထိုးပြီးတော့လဲမယ်ပေါ့။အဲ bishop 3 f5 စားလို့ဆိုတော့ h6 လဲတယ်။အဲ့တော့ g6 ပြန်လာတယ်။ အဲ night evil လာ night evil မှာ rage 5ပေါ့ rage 5မှာ bishop b2 လေးသွားထားတယ်နောက်လည်းကျ f6 ကိုစားမယ်ပေါ့နော် f6 ကိုစားမယ်ဆိုတော့ဒီနေ့ထားမှာပဲနောက်ဦးတဘောသူနဲ့တရေရသွားတယ်ပေါ့နော်တရေဖြစ်သွားတယ်ပေါ့အဲ့တော့ဒီပွဲလေးကတော်တော်လေးကောင်းပါတယ်ပေါ့နော်ဟိုမိုက်ပါတယ်ဒါတကယ် legendary နှစ်ဦးကစားတာဆိုတော့တော်တော်မိုက်ပါတယ်အဲ့တော့နောက်ပွဲပြီးချိန်မှာ Kasparov ကတမခွဲအဲ Kapov ကအမှတ်ဝက်ပေါ့နော်အဲ့တော့ နောက်ထပ်ပွဲတွေမှာရောဘယ်လိုမျိုးတွေရလဲထွက်မလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့ကြည့်ရပါတော့အဲကျွန်တော်ဒီဗီဒီယိုကိုအားသောင်းလိုက်အားပေးကြတဲ့ကြည့်ရှင်တွေကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ဆောင်မယ့်အားလုံးပဲကျေးဇူးပါခင်ဗျာ